အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့အာဆီယံအလဲကျဥက္ကဋ္ဌဖြစ်သူမလေးရှားဝန်ကြီးချုပ် Anwar Ibrahim တို့ဒီနေ့ April 18ရက်မနက်ပိုင်းမှာအွန်လိုင်းကတဆင့်တွေ့ဆုံခဲ့တယ်လို့ NUG သတင်းထုတ်ပြန်ပါတယ်။တွေ့ဆုံရမှာအာဆီယံဥက္ကဋ္ဌနဲ့တကွာအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်ဆံရေးတိုးမြှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရေးအပအဝင်မြန်မာပြည်သူတွေစီကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေထိရောက်စွာပေးဖို့ဖြန့်ဝေနိုင်ရေးကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့ဖော်ပြပါရယ် ဒီတွေ့ဆုံမှုမှာ NUG ပြည်ထောင်စုဝန်ကြီးချုပ်နဲ့အတူနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းနဲ့ဝန်ကြီးချုပ်ယုံအမြဲတမ်းအတွင်းဝန်တို့တက်ရောက်ခဲ့ကြတယ်လို့သိရတာပါမလေးရှားဝန်ကြီးချုပ်အန်ဝါဟာ April 18ရက်ညနေပိုင်းကလည်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့လူချင်းတွေ့ဆုံခဲ့ပါတယ် ဒီလိုစစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့ဆုံမှုမှာမြေပြင်စေယုံတွေချက်ချင်းတိဆောက်ဖို့အပအဝင်ငလင်ပေးတဲ့မြန်မာပြည်သူတွေရဲ့အရေးပေါ်လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့အပေါ်ဆွေးနွေးခဲ့ကြပါတယ်။ဒါ့အပြင်တိုင်းပြည်ပုံမှန်အခြေအနေပြန်ရောက်ဖို့အရေးပါမှုကိုလည်းဆွေးနွေးခဲ့ကြောင်းမလေးရှားဝန်ကြီးချုပ်ကသူ့ရဲ့လူမှုကွန်ရက်ကနေအသိပေးပါတယ်။မြန်မာပြည်တည်ငြိမ်ရေးနဲ့ပြည်သူတွေသားရဝပြောရေးအတွက်နဲ့နဲ့ရှိုင်းရှိုင်းထိတွေ့ကြဖို့ပါဝင်ပတ်သက်သူအားလုံးကိုဆက်လက်တိုက်တွန်းကြောင်းမလေးရှားဝန်ကြီးချုပ်ကဖော်ပြပါတယ်။ ဒါပေမဲ့လည်းမင်းအောင်လိုင်းနဲ့တွေ့ဆုံခဲ့တယ်ဆိုတာဟာအာဆီယံဥက္ကဋ္ဌနဲ့မလေးရှားနိုင်ငံကအာနာသိန်းစစ်ကောင်းစာကိုနိုင်ငံရေးအရာအတိအမှတ်ပြုခဲ့တဲ့အတိတ်ပဲမဟုတ်ကြောင်းငလင်ဘေးကြောင့်ဒုက္ခရောက်နေသူတွေကိုကူညီပေးဖို့အတွက်သာရည်ရွယ်တာဖြစ်ကြောင်းမလေးရှားလွတ်တော်အမတ်တန်ဟောင်ပင်ကမနေ့ကကြေညာချက်ထုတ်ပြန်ပြီးရှင်းလင်းခဲ့ပါတယ်ရှင်။